YWD online media ရဲ့ပရိသတ်များရှင်2025 2026ဘဏ္ဍာနှင့် EBLA တွင် ပြည်ပကိုဗဇွန်မက်ထရစ်တန်400ကျော်တင်ပို့ခဲ့တဲ့တရင်မဲ့ဖြစ်ပါတယ်မြန်မာနိုင်ငံကနေပြည်ပကိုရည်ထွက်ကုန်ပစ္စည်းများတင်ပို့လျက်ရှိရာ2025 2026ဘဏ္ဍာနှင့် EBLA တွင်ပြည်ပကိုဗဇွန်တင်ပို့မှုအနေနဲ့မက်ထရစ်တန်400ကျော်တင်ပို့နိုင်ခဲ့တယ်လို့ငါးလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူတဦးထံကနေသိရပါတယ် 2025-2026ဘန်ဒါနေ2025ဧပြီလ1ရက်နေ့ကနေဧပြီလ30ရက်နေ့အထိတလတာကာလအတွင်းပြည်ပကိုပဇွန်တင်ပို့မှုအနေနဲ့မက်ဒရစ်တန်463.96ကျောက်တန်တင်ပို့နိုင်ခဲ့ပြီးတော့အမေရိကန်ဒေါ်လာ1.583ညတန်ရရှိခဲ့တယ်လို့၎င်းကပြောကြားထားပါတယ်2025 2026ဘန်နာနေ့ဧပြီလ1ရက်နေ့မှာဧပြီလ30ရက်နေ့အထိတလတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမက်ထရစ်တန်323တသမ86တန်တင်ပို့ခဲ့ပြီးတော့အမေရိကန်ဒေါ်လာ3တသမ88တန်ရရှိခဲ့ကနေဆက်ကုန်သွယ်မှုမက်ထရစ်တန်140တသမ3.93တန်တင်ပို့ပြီးအမေရိကန်ဒေါ်လာ3တသမ95နှစ်တန်ရရှိခဲ့တဲ့အတွက်ပြည်ပကိုပဇွန်တင်ပို့မှုစုစုပေါင်းမက်ထရစ်တန်463တသမ96တန်တင်ပို့ပြီးအမေရိကန်ဒေါ်လာတန်း 1.53တန်းရရှိတယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာပစွန်အပါဝင်ငားအစရှိတဲ့ရေထွက်ကုန်တွေကိုတရုတ်နိုင်ငံ၊ထိုင်းနိုင်ငံ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဂျပန်နိုင်ငံအစရှိတဲ့နိုင်ငံပေါင်း40ကျော်ကိုတင်ပို့လျက်ရှိပြီးရန်ကုန်မြို့မှနေတဆင့်ပုံမှန်တင်ပို့တဲ့အပြင်နေဆက်မှလည်းတင်ပို့တယ်လို့သိရှိရပါတယ်ရှင်။